ားလုံးမင်္ဂလာပါရှင်။ကျွန်တော်မနေ့တုန်းကဆိုရင် phonological awareness ကြောင်းကိုဆွေးနွေးခဲ့ပါတယ်။အဲဒီမှာဆိုလို့ရှိရင်ဒီ phonological awareness မှာဆိုလို့ရှိရင်အတန်ပညာနဲ့ပေါ့နော်စကလုံးတွေရဲ့အတန်တိဆောက်ပုံတွေကိုကလေးတွေဟာသတိပြုမိပြီးတော့ပုံဖော်နိုင်တဲ့စွမ်းရည်တွေတဖြည်းဖြည်းတိုးတက်လာအောင်ဒီကျင်ပေးရမယ်။ အဲအကြောင်းအရာတွေဖြစ်ပါတယ်အဲဒီမှာဆိုရင်ဒီမှာဆွေးနွေးခဲ့တာ what awareness တွေရှိမယ်စကားလုံးတွေကိုသတိပြုမိလားမယ်အဲမှာဆိုရင်ဒီမှာနမူနာလေးက the sand is hot ဒါမှဆိုရင်ဒီ sentence လေးမှာစကားလုံးလေးလုံးပါဝင်နေဆိုတာကို တည်တာမျိုးလေးတွေနောက်တစ်ခု rhyming awareness illustration ပေါ့အတန်တူတွေပေါ့နော်အတန်နေနဲ့အဆုံးသက်တာတူအဆုံးသက်တူညီတဲ့စကားလုံးတွေကိုသတိပြုမိရမှာအဲ့ဒီမှာဆိုရင် ကျွန်တော်တို့ sand band တို့ funny friend တို့ဒါမျိုးတွေနဲ့ပေါ့နော်အဲသတိပြုမိအောင်လေ့ကျင့်ပေးရမယ်နောက်တစ်ခုကကြတော့ silver awareness အတန်အတွက်ပိုင်းဆိုင်ရာတွေသတိပြုမိဖို့အတွက် ဟဲ့ပေါ့နော်လေ့ကျင့်ပေးရမယ်အဲ့ဒီအစင်မှာလည်းပဲစကလုံးတစ်လုံးစီကိုအတန်ထွက်အတိုင်ခွဲခြားနိုင်တဲ့စွမ်းရည်တွေဒီမှာဆိုရင်ကောင်းပွားရင်ဆိုရှင်သူအားမှာဆိုလို့ရှိရင် silver နှစ်ခုရှိတယ် planet မှာဆိုရင် silver နှစ်ခုရှိတယ်စသည်ဖြင့်ပေါ့နော်ဒါမျိုးလေးတွေကိုကျွန်မအတန်အတွက်တွေကိုခွဲခြားနိုင်အောင်လေ့ကျင့်ပေးကြရမယ်ဆိုတဲ့အကြောင်းလေးရဲ့နောက်တစ်ခုကကြတော့ onserine aware next ပေါ့နော်အဲ့ဒါကြတော့ ဇကလုံးတလုံးရဲ့အစတန်နေနဲ့ channel အပိုင်းတွေကိုခွဲခြားနိုင်တာအဲဒါမျိုးကိုခွဲခြားနိုင်အောင်ပေါ့နော်လေ့ကျင့်ပေးရမယ်အဲအဲ့လိုနည်းတွေနဲ့ပေါ့နော်နောက်ဆုံးမိတ်ကျမတို့အတန် unit ငယ်တွေကိုတတိဟိုပေါ့နော်ကျန်းကျန်းချင်းချင်းဖြစ်အောင်ပေါ့ phoneing phoneing awareness တွေဖြစ်အောင်လေ့ကျင့်ပေးရမယ်အစဉ်၅စီညီစီကြမှာဒီအစဉ်အရေးကြီးဆုံးလည်းဖြစ်တဲ့အသေးဆုံးအတန် unit တွေဖြစ်ခွဲခြားနိုင်ရမယ် CA CA CAT CAC ဆိုတာ ਨੇ ကျမပြောခဲ့တယ် ခအချက်ဆိုတဲ့အတန်လေးတွေပေါ့နော်ဒါမျိုးတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုသိအောင်လေ့ကျင့်ပေးရမယ်ဆိုတာလေးတွေအဲ့ဒီအစ်စ်နေအားလုံးကကလေးတွေပေါ့နော်စာဖတ်စာရေးတတ်ဖို့အတွက်အခြေခံအုတ်မြစ်တွေလည်းရှိဖြစ်တယ်ဒီခုအခြေခံအုတ်မြစ်တွေဖြစ်တယ်ပေါ့နော် phonological awareness မှာအတန်ပိုင်းဆိုင်ရာတွေမှာစွမ်းရည်ဖွံ့ဖြိုးလာအောင် အဲလေ့ကျင့်ပေးကြရမယ်ဆိုတဲ့အကြောင်းလေးတွေပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းပဲကျမတို့ပေါ့နော်ဒီမှာပေါ့ဒီမှာဆိုရင်ဒီ what awareness ဖြစ်ပေါ်ဖြစ်ဖို့ပေါ့နော် i love my cat မှာဆိုရင်ဒီစာကြောင်းလေးမှာစကားလုံးလေးလုံးပါဝင်တာလို့ပေါ့နော် rhyme awareness ဆိုလို့ရှိရင်လည်းသူတို့တွေကပေါ့နော်အဲ car star တို့ deal play တို့ phone bone တို့ပေါ့ဒါမျိုးတွေပေါ့နော် car star ကားနဲ့ကျဲ deal play နေနဲ့ကစားတယ်အဲနေကစားတယ် deal play နေကစားတယ်ကစားတာပေါ့ ဖုန်းဘုံဆိုတာဖုန်းနဲ့အယိုးပေါ့အဲဒါမျိုးလေးတွေပေါ့နော်လေ့ကျင့်ပြရမယ်အဲပေါ့နော်အတန်ကာရံလေးတွေတူတာပေါ့နော်အများကြီးရှိပါတယ်လေ့ကျင့်ပေးလို့ရတယ်အဲလိုအားမှာတစင်ပေါ့နော် silver awareness တွေကိုလည်းဒီစကလုံးတစ်လုံးကိုအတန်ထွက်လိုက်အတန်ပိုင်းဆိုင်ရာတွေကိုခွဲခြားတတ်အောင်လေ့ကျင့်ပေးကြရမယ်အဲ tomato ဆိုလို့ရှိရင်ဒါဆို၃ပိုင်းရှိတယ်ပေါ့အတန်ပိုင်းဆိုင်ရာရဲ့ဒါမျိုးလေးတွေလေ့ကျင့်ပေးရမယ် computer ဒါဆိုရင် တဲ့သူကဘောနော် silver သုံးလုံးရှိရဲဆိုတာလေးလေ့ကျင့်ပေးရမယ်စသည်အများကြီးပဲကျွန်မဆွေးနွေးနေကြာကြီးကိုပဲဆွေးနွေးလို့ရတယ်အဲ့တော့ဘောနော်ဒါမျိုးတွေကိုလေ့ကျင့်ပေးဖို့လိုအပ်တယ်လေ့ကျင့်ပေးရင်းနဲ့ဘောနော်သူတို့တွေရဲ့ဘောနော်ဒီမှာဆိုလို့ရှိရင်လေ onsem rhyme တွေဘောနော်ဒီလိုမျိုး ဒီက onsen rain နေမှာလဲရေသူတို့ကအတန်တွေကိုခွဲတတ်ရမယ်အတန်တွေကိုပေါင်းတတ်ရမယ်ဒါမျိုးတွေပေါ့နော်ဒီမှာဆိုရင် SCD set မှာဆိုရင် S က onset rain က AG ပေါ့နော် flat မှာလည်းပဲ fl က onset apr rain ပေါ့။ဒါမျိုးလေးတွေကိုခွဲခြားတတ်အောင်ကျမတို့ pre literate pre literacy state ကစပြီးတော့ဗောနော်ကျွန်တော်တို့လေ့ကျင့်ပေးကြရမယ်ဇာတ်တမ်းများမှုဖွံ့ဖြိုးမှုအဆင့်နေမှာဗောနော်တစ်ဆင့်ချင်းစီဖွံ့ဖြိုးလာအောင်လေ့ကျင့်ပေးသွားကြရမှာဖြစ်ပါတယ်ရှင်အဲ့လိုねကျွန်တော်တို့ဗောနော်ဒီလိုမျိုးဆက်လက်ပြီးတော့ဗောနော် phonemics awareness တွေဖြစ်အောင်စကားလုံးတွေရဲ့အတန်တွေတန်ရင်းနေနဲ့ဖွဲ့စည်းထားတဲ့ဆိုတဲ့အကြောင်းနေ letter sound တွေရဲ့ဆက်ဆက်နေပုံတွေကိုလေ့လာသင်ယူထားရမယ်ဆိုတာ၄ ဲ့စကလုံးတွေမှာပါရှိနေတဲ့တန်ရင်းတွေကိုတတ်မှတ်ဖော်ထုတ်ခြင်တွေလှူဆောင်တတ်တဲ့စွမ်းရည်တွေပေါ့နော်ဒါမျိုးတွေရှိအောင်ဒါကြောင့် phonemic awareness ဆိုတာအတန်တွေကိုလေ့ကျင့်ပေးခြင်းလည်းဖြစ်ပါလေရှင်အဲအဲ့ဒီမှာပေါ့နော်ဒီအားကြတော့ကျမတို့ဒီ phonemic မှာဆိုလို့ရှိရင်တန်ရင်းသူဟိုပေါ့နော်ဒီ54ခုရှိတယ်အဲ့54ခုကိုသူကဇာတ်လေးနေပေါ့နော်ဖော်ပြထားခြင်းလည်းဖြစ်တယ် အဲ့ဒီဇရာလေးတွေနဲ့ဒီတန်ရင်တွေထဲမှာဆိုလို့ရှိရင်လေကျမတို့အပိုင်းကြီး၄ဘိုင်းထပ်ပြီးတော့ခွဲလို့ရမယ်။အဲ့ဒီအပိုင်းကြီး၄ဘိုင်းထပ်ခွဲတဲ့အခါမှာလည်းပဲ ပေါ့နော်ဒီလိုမျိုးတူရတူရလေးတွေကို စုပြီးတော့တင်ဟိုလေ့ကျင့်ပေးခြင်းဟာပို့ပြီးတော့လဲမှတ်မိစေတယ်ပေါ့ပို့ပြီးတော့မှတ်မိစေတယ်ပို့ပြီးတော့ဒီအတန်အတွက်တွေကိုရရှိစေတာလည်းဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ဒီထဲမှာဆိုရင် single letter sound တွေပါမယ်အဓိကပေါ့နော် single letter sound တွေရှိမယ်အဲဒီဇာတ်ရဲ့ပထမတန်းထဲမှာပါတယ် အဲဒီအမျိုးတွေပေါ့နော်ဒီမှာစေ soft to top to ဒါမျိုးတွေပေါ့နော်အဲ end ear ဒါမျိုးတွေကကျွန်တော်တို့ single letter sound တွေပါအဲ့လိုပဲနောက်ဘာတွေပါအောင်မလို့ဆိုရင်သူ့မှာကျတော့ digraph တွေပါမယ်စလုံးနှလုံးပေါင်းပြီးထွက်တဲ့အတန်တွေပါမယ်စကလုံးကိုနှလုံးပေါင်းပြီးတော့မှထွက်ရတာ main လို့ပေါ့နော်ဒါမျိုးတွေဆိုရင် အဲဒီမှာဆိုရင် MAI main ဆိုရင်စကလုံးနှလုံးကိုအဲစလုံးနှလုံးကိုပေါင်းပြီးတော့ထွက်ရတဲ့အတန်းနေရှိမယ်အဲ့လိုပဲ trim grad တွေရှိမယ် trim grad ကြတော့စလုံးကိုသုံးလုံးပေါင်းပြီးမှထွက်ရတဲ့အတန်းနေရှိမယ်အဲပေါ့နော်အဲဒီမှာတော့5တို့ပေါ့နော်ဒါမျိုးတွေပေါ့ sure တို့ဒါမျိုးတွေဆိုလို့ရှိရင် तू ကเออตัวสกะโลงก็3ลงป้องไปมาถั่วอ่ะไอ้โหลเป็นสตุฏฐะဆိုလို့ရှိရင် ဆပလစ်ဒိုင်ဂရပ်လို့ခေါ်တယ်ပေါ့မဂျစ်တေပေါ့နော်ကျမတို့ AEIOU AE AE ရော IE ရောကဲ့သို့ပေါ့နော် AE အီရောအီရောကဲတော့အတန်နေမှာဖိုနစ်မှာလဲတင် जा ပေးရပေါ့နော်ဒီလိုမျိုးဇယားလေးတွေနဲ့ပေါ့နော်အဲအင်္ဂလိပ်စာကိုအစာပြုတင်ယူနေတဲ့ကလေးငယ်တွေအတွက်ပေါ့နော်ဒီဇယားလေးတွေအလွန်လဲသုံးဝင်နေဇလုံးဇကလုံးတစ်လုံးချင်းစီမှာ၎င်းတို့မှာအတန်နေရှိတယ်ပေါင်းဆက်ပြီးတော့ဇကလုံးတွေကိုဖတ်ရှုနိုင်မှုအတွက်အခြေခံအုတ်မြစ်ဖြစ်တဲ့ဒီဇယားလေးတွေကိုဖန်တီးပေးထားခြင်းဖြစ်တယ်ဒါကြောင့်ကျမတို့ရဲ့ကလေးတွေကိုပေါ့နော်ဒီလိုမျိုးပေါ့နော် ဒီကျမတို့ဒီအတန်အတွက်အတန်ပိုင်းဆိုင်ရာလေးလေ့ကျင့်မှုအတွက်ဒီလိုမျိုးဟို charge ကလေးတွေနဲ့ပေါ့နော်လေ့ကျင့်စီခြင်းအဖြစ်နဲ့တို့ရဲ့အတန်ပိုင်းဆိုင်ရာကိုအုပ်စုတူတာလေးတွေကိုစုပြီးတော့လေ့ကျင့်စီခြင်းဟာပို့ပြီးတော့မှတ်မိစေတယ်ပို့ပြီးတော့အဲအတန်အတွက်တွေကိုပေါ့နော်မြ мян နဲ့ရရှိစေတာလည်းဖြစ်ပါတယ်ဒါကြောင့်ကျမတို့ရဲ့ကလေးတွေကိုအဲ စာပြုကြရပါတော့အစာဥကြရဟိုပဲသူတို့ရဲ့ဒီအတန်ပိုင်းဆိုင်ရာတွေကိုစနစ်တကျနဲ့မှန်မှန်ကန်ကန်ထွက်တောင်လေ့ကျင့်ပေးစေခြင်းအပြင်ကျမတို့ရဲ့ဒီစာတမ်းများမှုဖွံ့ဖြိုးမှုစစ်နေလိုက်ပါတော့ဖွံ့ဖြိုးလာစေမှာဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်